talent နဲ့ skill နဲ့ဘာကွာလဲဆိုတာလေးလေးအငင်းပွားရတာလေးတွေရှိကြပါတယ်။ talent ဆိုတာကတော့သူ့ရဲ့မွေးရပါပင်ကိုဗီဇဇယိုက်မှာပါလာတဲ့ရည်သွေးတွေကို talent လို့ခေါ်ပြီးတော့ skill ဆိုတာကတော့သူလေ့ကျင့်သင်ကြားရင်းနဲ့ရယူလာတဲ့ဟာကျွမ်းကျင်မှုပညာတွေကို skill လို့ခေါ်လို့ရှိပါတယ်။တချို့ကြတော့อืม talent အဲဆိုတာလေလေ့ကျင့်ရင်တော့ဖြစ်လာတာပါပဲဟုတ်လား skill ရှိလာရင် talented လည်းဖြစ်လာတာပါပဲလို့အဲ့လိုလေညင်းကြလေးရှိပါတယ်အဲ့တော့ anyway လေဆရာမတို့ကတော့ဆရာမတို့ business plan အတွက် account ထဲပို့ပို့ဖို့လို့အတွက်လိုအပ်တဲ့ဟုတ်လား skill set တွေ ကိုချရေးထားပါတယ်အဲ့ဒါဘယ်မှာရေးထားလဲဆိုစင်မတို့ job specification လို့ခေါ်တဲ့ JS မှာစင်မတို့ရေးထားပါတယ်အဲ့ထဲထဲမှာဟိုစင်မအမြဲတမ်းအတူောက်ပြောတဲ့ဟလာ physiology ကရုပ်ပိုင်းဆိုင်ရာမှာအရက်ကဘယ်လောက်ရှိရမလဲပေါင်ချိန်ဘယ်လောက်ရှိရမလဲဟာအကြအာယုံအမြင်အာယုံဘယ်လိုတွေကောင်းရမလဲအဲကျန်းမာရေးအခြေအနေဘယ်လိုတွေကောင်းရမလဲဆိုတာကြီးစင်မတို့တောင်းဆိုပါတယ်ပြီးသွားရင်တော့စင်မတို့ကသူ့မှာ knowledge ကဘာရှိရမလဲ skill ဘာရှိရမလဲเนาะတက်ရှိတက်မဲ့ အရာအလုံးပေါ်မှာထားတဲ့ attitude သဘောထားဘယ်လိုလေးရှိရမလဲ behavior ကဘယ်လိုလေးရှိရမလဲအစရှိသဖြင့်ဆီမတို့ဟလာတောင်းဆိုတယ်နောက်ဆုံးသူ့ရဲ့ emotionally intelligent skill ကိုပါဆီမတို့တောင်းဆိုပါတယ်အဲ့တော့ဒါကဒါတွေတတ်မှတ်လိုက်တယ်ဆိုကြတဲ့ဒါတွေအလုံးကဆီမတို့လိုချင်တဲ့ talent တွေ skills တွေဆီမတို့တတ်မှတ်ပေးလိုက်တာပါတတ်မှတ်ပြီးရင်တော့ဆီမတို့ရဲ့ HR ရဲ့တာဝန်ကရအောင်ရှာပေးရမှာပါเนาะအဲ့ဒါကြောင့်မလို့ဆီမတို့ acquiring သူတို့တွေကိုရအောင် attract လုပ်ပြီးတော့ကိုစီလာလျှောက်အောင်เนาะဆွဲဆောင်စည်းရုံးပြီးတော့သူတို့ကို recruit လုပ်ပါတယ်ဝန်ထမ်းအသစ်ရှာဖွေစုဆောင်းခေါ်ယူခြင်းတွေဆက်မတော့လုပ်ရပါတယ်အဲ့တော့အဲ့ဒီလိုအလုပ်ကို လုပ်တဲ့ manager ကို recruitment manager လို့ခေါ်နေရနေပြီးတော့အခုနောက်ပိုင်းမှာတော့ company တော်တော်များများမှာ skill acquisition manager ဟလာဆိုပြီးတော့ဆက်မတော့အဲ့လိုခေါ်တာလေးတွေတွေ့ပါတယ်အဲ့တော့ဒါတွေဟာ ောမယ်ဆိုရင်တော့ဆီမအများအားပြောလို့ရှိတဲ့အတိုင်းပဲဟုတ်လားအာ business plan ပေါ်အခြေခံပြီးတော့ HR plan ဖြစ်တယ် HR plan ပေါ်အခြေခံပြီးတော့မှကျန်းတဲ့ HR function စီနောက်ကလိုက်လာပါပြီအခုပထမအဦးဆုံးလိုက်လာတာကတော့ acquiring talents and skills တနည်းအားဖြင့်ပြောရင် recruitment လိုက်လာပြီဖြစ်ပါတယ်